ားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာပူသူရဖြစ်မြဝေဆွေးနွေးပေးနေတာကကားရဲ့ brake စနစ်မှာအသုံးပြုတဲ့ brake CD ကိုမလဲတဲ့အခါမှာကြုံတွေ့လာစီနိုင်တဲ့ဆိုးကျိုး၅မျိုးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုပူသူရဖြစ်မြဝေဆွေးနွေးပေးခြင်းပါတယ်ကားရဲ့ brake စနစ်က hydraulic brake စနစ်ကိုအသုံးပြုထားတယ်။အဲ့တော့ hydraulic brake စနစ်ကိုအသုံးပြုထားတာဖြစ်တဲ့အတွက် hydraulic CNE နဲ့ brake C ကိုသုံးထားပါတယ်။ brake C မှာဆိုရင်တော့ဟိုးရင်တော့ကားတွေမှာက DOD 2ပေါ့နော် .2 ကိုသုံးခဲ့ကြတယ်နောက်ပိုင်းကားတွေမှာဆိုရင် .3 .4 .5 5.1ပေါ့အစားရှိသည်ဖြင့်ဒီလိုမျိုးတွေသုံးလာခဲ့ကြတယ်အဲ့လိုမျိုးသုံးလာခဲ့တဲ့အခါမှာပို့ပြီးတော့ grade မြင့်လာလေလေကားရဲ့ model မြင့်လာလေလေ .4 သုံးလာတယ် .5 တွေသုံးလာတယ်5.1တွေသုံးလာတယ်အဲ့လိုမျိုးသုံးလာတဲ့အခါမှာ brake seat တွေမှာတက်တန်းနေရှိတယ် brake seat တွေကိုဘယ်အချိန်မှာလဲရမလဲဆိုတဲ့တက်တန်းနေရှိပါတယ်ဒါပေမဲ့တော်တော်များများပေါ့နော်ကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာ ဘရိတ်စီဒီကမလဲကြတာများတယ်ကားတော်တော်များများပါဆိုလို့ရှိရင်ဘရိတ်စီဒီယာဆိုရင်မဲညင်နေတယ်ဘရိတ်စီဒီမကောင်းတဲ့ပြဿနာတွေတော်တော်များများကြုံရတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်ဘရိတ်စီကိုလွယ်လွယ်ကူကူစစ်ဆေးလို့ရတဲ့ဘရိတ်စီတက်စတာတွေရှိတယ် brake fluid tester တွေပေါ့ဗျာအဲ့ဒီ brake fluid tester တွေနဲ့စစ်လိုက်လို့ရှိရင် brake ကြောင်းမကောင်းပေါ့ဒါကိုလွယ်လွယ်ကူကူသိနိုင်တယ်ကျွန်တော်တို့ကြတော့များသောအားဖြင့်ဘယ်လိုဒီအများဆုံးစစ်ကြလဲဆိုတော့အတွေ့အကြုံနဲ့စစ်ကြတယ် ဘရိတ်ကြီးကိုကန်ကြီးလိုက်တဲ့အချွဲထက်ရှိနေတယ်ဘရိတ်ကြီးကအယောင်ရှိနေတယ်ဒါဆိုလို့ရှင်အယောင်လေးကောင်းနေတယ်ဆိုရင်အားလဲစရာမလိုသေးပါဘူးဘရိတ်ကြီးကကောင်းသေးတယ်ဆိုပြီးတော်တော်များများဆုံးဖြတ်ကြတယ်တကယ်တမ်းကတော့အဲ့လိုမျိုးကိုယ့်ရဲ့အတွေ့အကြုံတစ်ခုတည်းနဲ့ဆုံးဖြတ်တာထက်စက္ကရိယာတွေကိုသုံးစီခြင်းနဲ့စက္ကရိယာတွေကိုသုံးပြီးတော့ဘရိတ်ကြီးကကောင်းသေးတယ်လားမကောင်းလားဆိုတာကိုအတွေ့အကြုံနဲ့ပေါင်းဆက်ပြီးတော့မှဆုံးဖြတ်ကြတော့ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဘရိတ်ကြီးတွေကပုံမှန်သူ့ရဲ့ general ရ လဲတင်တာကကီလို၄00ပေါ့နော်ဒါကဘယ်ကားပဲဖြစ်ဖြစ်ကီလို၄00ဆိုရင်ဘရိတ်စီကိုလဲတင်တဲ့နှစ်နဲ့ပြောရင်နှစ်နှစ်ပေါ့နော်နှစ်နှစ်ဆိုလို့ရှိရင်ဘရိတ်စီတွေကိုပုံမှန်လဲဖို့အတွက်အကုန်လုံးက January အနေနဲ့ recommend ပေးထားတယ်ပေါ့ဗျာအဲ့လိုနေထားဆိုတော့ဘရိတ်စီတွေကိုမလဲရင်နောက်ဆက်တွဲကအများကြီးပဲဖြစ်လာမှာစိုးကျိုးတွေကအများကြီးပဲရှိတယ်ဒါတော့ကျွန်တော် DVO file မှာမိတ်ဆွေတို့ကိုစိုးကျိုး၅မျိုးပေါ့အဖြစ်များတဲ့စိုးကျိုး၅မျိုးကို DVO file မှာအဓိကထားပြီးတော့မျှဝေပြီးသွားပါမယ် နံပါတ်1အနေနဲ့ကဘရိတ်စီတွေကိုမလဲတာကြာသွားခဲ့ရင်မလဲဘဲနဲ့ပစ်ထားခဲ့ရင်ဘာဖြစ်မလဲဘရိတ်စီတွေကိုမလဲဘဲနဲ့ပစ်ထားခဲ့ရင်ဘရိတ်စီရဲ့ဘိုင်းလင်းပွိုင့်လို့ခေါ်တဲ့ဘရိတ်စီရဲ့စူမတ်ကြာသွားမယ်ဘရိတ်စီရဲ့စူမတ်ဆိုတာကရှိတယ်ဗျသူက ရေဆိုလို့ရှိရင်ရိုးရိုးရေပေါ့ဗျာရေဆိုလို့ရှိရင်ပုံမှန်ဆိုရင်100ဒီဂရီဆဲလ်စီယက်မှာ သူ့ရဲ့စုမှတ်ဖြစ်တယ်တရားဒီဂရီဆယ်ဆီယက်ဆိုရင်စုတယ်ဥမာကူးလန်းနေပါလိမ့်ဆိုလို့ရှိရင်120မှာစုတာမျိုးရှိတယ်120ခွန်မှာစုတာမျိုးရှိတယ်စုပွက်တာမျိုးရှိတယ်ဗောဗျာအဲ့လိုမျိုးဆိုတော့ Brexit ရဲ့စုစုတဲ့အမှတ်က DOT3 ဆိုရင်အကြမ်းမြင်205ဒီဂရီဆယ်ဆီယက်လောက်မှာစုတာမျိုးဥမာ DOT4 ဗောနော် DOT4 ဆိုရင်230လောက်မှာစုတာမျိုးဗောဒါတော့ကျွန်တော်အကြမ်းမြင်ကိုပြောတာဗော data အချက်လက်အတိအကျလို့ပြောချင်တာမဟုတ်ဘူးဆိုတော့က DOT3 ဆိုရင်200ကျော်တယ်ဗျာသူ့ရဲ့ ဘွိုင်းလင်းဘွိုင်းလို့ခေါ်တဲ့စူမှတ်က200ကျော်တယ်အဲ့တော့ကားတစ်စီးကို brake ဖမ်းလိုက်တဲ့အခါမှာ brake နင်းလိုက်တဲ့အခါမှာဒီ depression နဲ့ vibration နဲ့ဒီပေါ့ depression နဲ့မှာဆိုရင် brake rotor ကကားဘေးနဲ့တူ လိုက်လေတယ်အဲ့တော့ဒီ brake rotor လေတာကို brake rotor ကိုဘာနဲ့ဖမ်းလဲဆိုတော့ brake pad နှစ်ချက်ပဲဖြစ်ဖြစ်တစ်ချက်ပဲဖြစ်ဖြစ်ပေါ့အများသောဖြင့် brake pad နှစ်ချက်ပေါ့ဗျာအဲ့လို brake pad နှစ်ချက်နဲ့ကျွန်တော်ဖမ်းလိုက်ရဖမ်းလိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဒီပုတ်တိုက်မှုပေါ့ friction ကြောင့်ထွက်လာတဲ့အပူတွေ ဒီပုတ်တိုင်မှုကြောင့်ထွက်လာတဲ့အပူတွေရှိတယ်အဲ့ဒီအပူတွေကဒီ brake rotor ကနေ brake pad brake pad ကနေ brake piston brake piston ကနေပြီးတော့ brake ခြေကိုယောက်သွားတာအဲ့တော့ brake ခြေကိုယောက်သွားတဲ့အခါမှာ brake စနစ်ရဲ့ဒီလိုမျိုးပုတ်တိုင်မှုကအပူချိန်300လောက်တိရှိတယ်300 degree celsius လောက်တိရှိတယ်အဲ့လိုနေထားဆိုတော့တစင်တစင်အစင်နဲ့သူ့ရဲ့အပူချိန်က brake ခြေကိုယောက်သွားတဲ့အခါမှာအပူချိန်ကအကြမ်းမြင်ဒီဇိုင်းရဆိုရင်180အဲ180လောက်ရှိတယ်ပေါ့ဗျာဒါတော့အကြမ်းမြင်ပေါ့အဲ့လောက်ရှိတယ်ဆိုတော့ ရိရှိက .3 duty 3ဆိုရင်200ငလောက်မှာစုပွက်တယ်ဆိုရင်တဲ့ဒီသူ့ရဲ့ brake ရဲ့ design က180လောက်ထိပဲအပူချိန်ကရောက်လာတာဖြစ်တဲ့အတွက် brake ရှိကစုပွက်မှုမရှိဘူးအဲ့လိုစုပွက်မှုမရှိတဲ့အတွက်ဘာဖြစ်လဲဆိုတော့ brake short တဲ့ပြဿနာ brake ပြောက်တဲ့ပြဿနာတွေမဖြစ်ဘူး bumper lock မဖြစ်ဘူးပေါ့ဗျာ bumper lock ကအရင်ကိုပြဿနာရှိတယ်ဗျအဲဒီ brake line မှာလေခိုတာပေါ့နော်ဘလို့လေခိုလဲဆိုတော့ဒီလိုပုံစံမျိုး brake ရဲ့ဘိုင်းလင်းပွိုင်းစုမှတ်တွေကကျသွားရင် ဘရိတ်စီကဥမာပေါ့ဗျာရေငွေ့ဘရိတ်စီရဲ့အာအာနေဂျန်လို့ပြောရမလားအာသာဂျက်လို့ပြောရမလားဘရိတ်စီကရေငွေ့ဆုပ်ယူမှုအားအရန်ကောင်းတယ်အဲ့တော့ရေငွေ့ဆုပ်ယူမှုအားကောင်းတဲ့အတွက်ဘရိတ်စီကိုမလဲမနဲ့ဒီတိုင်းထားလို့ရှိရင်သူကရေငွေ့ကိုဆုပ်ယူတယ်အဲ့တော့ရေငွေ့ကိုဆုပ်ယူတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့ဘာတွေဖြစ်လာမလဲဆိုတော့ဘရိတ်စီရဲ့စုမှတ်တွေကျသွားမှာအဲ့တော့ဘရိတ်စီရဲ့စုမှတ်တွေကျသွားလို့ရှိရင်ဥမာပေါ့ဗျာဘရိတ်စီရဲ့စုမှတ်က150လောက်ပဲဖြစ်တော့မယ်ဘရိတ်ရဲ့ဒီဇိုင်းအရဆိုလို့ရှိရင်သူ့ရဲ့ အဲကျွန်တော်တို့ဒီအဘောနော်ဟိုအပူချိန်က180လောက်ဖြစ်မယ်ဆိုရင် brake ကစူပွက်လာပြီစူပွက်လာရင် brake line ထဲမှာလေခိုမှုတွေဖြစ်မယ်အဲဒီလိုပြဿနာမျိုးတွေကြုံရပါတယ်ဒါကြောင့်ဘောနော်ကျွန်တော်တို့အနေနဲ့အဲ့ဒီအပိုင်းကိုဂရုစိုက်ပေးရမယ်ဒါကြောင့် brake ရဲ့ boiling point မကျအောင် brake တွေကိုပုံမှန်လဲပေးရမယ် brake ကိုလဲတဲ့အခါမှာဆိုလို့ရှိရင် dot 3 dot 4 dot 5သူတတ်မှတ်ထားတဲ့ဟာကိုထည့်ပေးရမယ်အဲ့တော့ brake ကရင်ွေးစုပ်ယူမှုကောင်းတဲ့အတွက်ကျွန်တော်တို့အနေနဲ့တေချာလေးယူဆိုင်ချင်ပါတယ် နောက်တဲ့ပြစ်ချက်အနေနဲ့က brace ကို မလဲတာကြာသွားလို့ရှိရင်ဥမာပေါ်ပြကားမှာ EVS စနစ်တွေသုံးထားတယ်ဆိုလို့ရှိရင် EVS ရဲ့ motor တွေ EVS ရဲ့ throttle knight တွေဂျမ်းဖြစ်ပြီးတော့မှပျက်စီးတဲ့ပြဿနာမျိုးကိုကြုံတွေ့စေနိုင်တယ်။ဒါကြောင့် brace တွေကိုပုံမှန်လဲလှယ်ပေးဖို့လိုအပ်ပါတယ်။ EVS အုံတွေပျက်စီးလို့ရှိရင်ပြုပြင်တဲ့အခါမှာအလုံးလိုက်လဲရတယ်များတယ်ပေါ့နော်အလုံးလိုက်လဲရတာများတယ်ပြုပြင်ဖို့အတွက်ကလည်းခက်ခဲတယ်ပေါ့သူ့ရဲ့ spare part ပစ္စည်းအပူမရှိဘူးဆိုလို့ရှိရင် ပြုပြင်ဖို့အတွက်ခက်ခဲပါတယ်ဒါကြောင့် ABS ပြစ်ချက် ဖြစ်လို့ရှိရင်ဆိုရိုနိုက်ပဲဖြစ်ဖြစ်မော်တာပဲဖြစ်ဖြစ်အလုံးလိုက်လဲတဲ့အခါမှာကုန်ကျစရိတ်ကအရင်များတယ်အဲ့ဒီ ABS အုံနေပြတ်တဲ့ပြစ်ချက်ကအများဆုံးက brake စီမလဲတာကြောင့်ဖြစ်တယ် brake စီတွေပုံမှန်မလဲတဲ့ပြဿနာတွေကြောင့် ABS အုံနေပြတ်တဲ့ပြဿနာကိုမကြာခဏကြုံတွေ့ရပါတယ်အချို့ကားတွေဆိုလို့ရှိရင် ဘူစတာတွေသုံးနေပေါ့နော်အဲ့တော့ဘူစတာတွေသုံးနေဆိုလို့ရှိရင်ဘူစတာတွေမှာလည်း break ရှိပဲသုံးတာပဲအဲ့တော့ဘူစတာတွေအများဆုံးပြည့်ရတဲ့ပြဿနာက break ရှိပုံမှန်မလဲတာကြောင့်ဖြစ်ပါတယ်နော်ဒါကြောင့်ပဲကျွန်တော်အနေနဲ့ break ရှိတွေကိုပုံမှန်လဲပြရမယ် break ရှိတွေကရင်ငွေးဆုပ်ယူမှုကအရန်ကောင်းတဲ့အတွက်အဲ့ဒီ break ရှိထဲမှာ ပါဝင်သွားတဲ့ရင်ငွေးတွေက ဒီလျှက်စင်းတဲ့ပတ်သက်တဲ့အပိုင်းတွေကိုမြ мян ဆန်ဆန်ပျက်စီးနေတယ်။ဆိုလိုနိုင်တွေဂျမ်းဖြစ်တယ်၊မော်တာတွေဂျမ်းဖြစ်တယ်၊မော်တာတွေပျက်စီးတယ်။အဲဒါကြောင့်ပဲ ABS စနစ်တွေနောက်ဒီ booster တွေမြ мян ဆန်ဆန်ပျက်စီးတာဆိုလိုနိုင်တွေပျက်စီးတာက brake စီမလဲတာကြောင့်ဖြစ်တယ်။နောက်တစ်ချက်က hydraulic brake စနစ်ကိုသုံးထားတဲ့ဒီ brake ရဲ့စနစ်မှာ brake piston တွေရှိမယ်၊ wheel cylinder တွေရှိမယ်၊ master pan တွေရှိမယ်။အဲ့ဒီတွေမှာလည်း washer တွေရှိမယ်။အဲ့ဒီ cylinder တွေကလည်းဘာဖြစ်လဲဆိုတော့ ဘရိတ်စီကိုပုံမှန်မလဲရင် အထဲမှာတန်ကြီးကြိုက်တဲ့ပြဿနာတွေကြောင့်အဲ့ဒါတွေဂျမ်းဖြစ်စေတယ်။ဝီစလင်နာတွေဂျမ်းဖြစ်တာတွေပင်စတင်တွေဂျမ်းဖြစ်တာမျိုးတွေအဲနောက်မာစတာပန့်တွေဂျမ်းဖြစ်တာမျိုးတွေကြုံတွေ့ရပါတယ်နော်။ဒါကြောင့်ပဲဘရိတ်စီတွေကိုပုံမှန်လဲဖို့အတွက်အကြံပြုပါတယ်။နံပါတ်3အနေနဲ့ကကြတော့ဘရိတ်လိုင်းတွေတန်ကြီးတက်တဲ့ပြဿနာမျိုးတွေကြောင့် ဘရိတ်ပေါက်တဲ့ပြဿနာမျိုးကြုံရတယ်အဲ့တော့ဘရိတ်လိုင်းနေမှာက rubber ဒီပိုက်ပြော့တွေကိုသုံးထားတာမျိုးတွေလည်းရှိတယ် flexible hoop တွေပေါ့နော်ဓာတ်တွေကိုသုံးထားတာတွေရှိတယ်နောက်ထပ်ချက်အနေနဲ့ကကြတော့သူ့မှာပိုက်လိုင်းနေနဲ့တတ်ထုပိုက်လိုင်းနေသုံးထားတာမျိုးတွေရှိတယ်ဘလို့ပဲဖြစ်ဖြစ် brace ီသွားနေတဲ့ line မှာရေပါသွားပြီးရင်ငွေတွေပါသွားပြီးဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့အဲ့ဒီ line တွေတန်ကြီးတက်စီတယ် ဲ့လိုတန်ကြီးတက်ရင်နောက်ဆက်တွဲကဘာဖြစ်လာလဲဆိုတော့အဲ့ဒီတန်ကြီးကကြာလာလို့ရှိရင်ဖြည်းဖြည်းချင်းစုလာပြီးတော့ပောက်သွားတတ်တယ်အဲ့လိုပောက်သွားလို့ရှိရင် break ပေါက်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်เนาะဒါကြောင့်ပဲနံပါတ်3အနေနဲ့ break line တွေတန်ကြီးတက်ပြီးတော့မှပောက်တဲ့ပြဿနာမျိုးတွေကြုံတွေ့ရတာက break ချီရေရိုးစိမ့်တာတွေ break တွေပောက်တဲ့ပြဿနာတွေကြုံတွေ့ရတာက break ချီတွေပုံမှန်မလဲတာကြောင့်လည်းပါဝင်ပါတယ်နံပါတ်4အနေနဲ့က break faint လို့ခေါ်တာပေါ့ဗျာနော် break faint ဆိုတာကတော့ break အပူတက်ပြီးတော့ break ပြောက်တဲ့ပြဿနာမျိုးကြုံရတာဒါကနံပါတ်1အချက်နဲ့အနည်းဆုံးသွားပြီးတော့ဆင်တယ်သူက brace ကိုပုံမှန်မလဲတဲ့အခါမှာ brace နဲ့မှာဒုက္ခပြီးတဲ့အတွက် ဒီ brake line ထဲမှာဘာဖြစ်လဲဆိုတော့ vapor lock ဖြစ်တယ်အဲပလုံစီလေးတွေထားပြီးတော့ brake နင်းလိုက်ပြီးမဲ့လေအဲဒီ brake က piston ကရှေ့ကိုမသွားဘဲနဲ့ brake ပြောက်တဲ့ပြဿနာမျိုးကြုံရတာပေါ့နော်အဲ့ဒါကဘလို့အခြေအနေမျိုးမှာကြုံရလဲဆိုတော့ brake fade ဖြစ်တယ်ဆိုတာကတောင်ကုန်းတောင်တက်သွားနေတဲ့ကားလေးဆိုရင်ဒီပြဿနာအများဆုံးကြုံရတယ်မိတ်ဆွေတို့အနေနဲ့ဥပမာပါဗျာဒီမန္တလေးကနေပြီးတော့ အဲပြင်းဦးလင်ဘက်သွားတာ ड़ी တောင်ကြီးဘက်သွားတာ ड़ी ပေါ့နော်အဲ့လိုသွားတဲ့အခါမှာတောင်ဦးတောင်တက်တွေသွားလို့ရှိရင်လမ်းမှာဒီကားဘိန်းတွေကိုရေထိုးနေတာကိုတွေ့ရလိမ့်မယ်ဘာဖြစ်လို့ရေထိုးရလဲဆိုတော့ဂုံတက်ဂုံစင်းတွေသွားတဲ့အခါမှာအထူးသဖြင့်ကတော့ဂုံစင်းတွေပေါ့ဘရိတ်ကိုမှေးရတယ်ဂီယာနဲ့ဒေါင်းနာမှန်ပြီမဲ့လေတအားကြီးမတ်ဆောက်တယ်ဆိုရင်ဘရိတ်မှေးရတယ်ဘရိတ်မှေးလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဘရိတ်ရိုတာနဲ့ဘရိတ်ပတ်နဲ့ပုတ်တိုက်မှုဖြစ်တဲ့ဖီရှင်ရဲ့အပူကြောင့်အဲ့ဒီကနေဘရိတ်ရှီထဲမှာအပူတွေတက်တယ် ကျွန်တော်က break sheet ကိုပုံမှန်မလဲထားတဲ့အခါမှာဒါတော့ကျွန်တော် .3 ကိုပဲပြောတာ DUT3 မှာသူ့ရဲ့အပူချိန်က205ပေါ့အဲ့တော့သူ့ရဲ့အပူချိန်ကပုံမှန်ဆိုတော့205ဆိုပေမဲ့ break sheet ကရင်ငွေတွေစုပ်ထားတဲ့ဆိုရင်ဘာဖြစ်မလဲဆိုတော့သူ့ရဲ့အပူချိန်က150ကျော်ကျော်လောက်ပဲရှိတော့တာအဲ့တော့ break စနစ်မှာက180လောက်ထိအပူချိန်တက်သွားရင် break sheet ကစုပ်ွက်နေပြီစုပ်ွက်နေပြီဆိုတဲ့အနေအထားမှာ break line ထဲမှာပလုံစီလေးတွေထားရင်ကျွန်တော်က break ကိုနင်းလိုက်တယ်ဒါပေမဲ့လေကိုပဲနင်းလိုက်တာ ဘေဘာလော့ဖြစ်တယ်ဆိုတာအဲ့ဒါမျိုးပြောတာပေါ့နော်လေကိုပဲနေလိုက်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ brake ကရှော့ကြတော့ brake မမိဘူးပေါ့နော်အဲ့လိုပြဿနာဒီကြောင့်နောက်ဆက်တွဲက brake ကြောင့်ပဲဒုက္ခပြီးသွားတဲ့ကားတွေအနေဖြစ်သွားတဲ့ကားတွေအများကြီးပါပဲဒါကို brake fail လို့ခေါ်တယ်ပေါ့နော် brake fail ဆိုတဲ့အနေအထားမှာအပူတက်ပြီးတော့မှ brake ပြောက်တဲ့ပြဿနာမျိုးတွေကြုံရတာပါဒီလိုမျိုးပြဿနာမျိုးတွေမဖြစ်အောင်ကျွန်တော်တို့အနေနဲ့ brake seat တွေကိုပုံမှန်လဲဖို့အတွက်အကြံပြုပါတယ်အဲ့တော့ brake seat တွေထဲမှာရေငွေ့ပါဝင်သွားရင်နောက်ဆက်တွဲက ဒီလိုပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်ဒါကတော့နံပါတ်၄အချက်ပါနံပါတ်၅အနေနဲ့ပြဿနာတက်တဲ့အချက်က break C တွေပျက်စီးနေတာအဲ့တော့ break C တွေပျက်စီးနေတယ်ဆိုတဲ့နေရာမှာကျွန်တော်နံပါတ်၂မှာရှင်းခဲ့သလို ABS on နေ break booster တွေပြတ်တာမျိုးအပြင်ကို master pad နေ master cylinder တွေအဒီပေါ့နော် master cylinder တွေနောက် piston တွေ wheel cylinder တွေပေါ့နော်ဒါတွေပါ jam ဖြစ်တာမျိုးတွေဖြစ်တဲ့အပြင်ကိုနံပါတ်၅အနေနဲ့ဒီ brake မှာ brake စနစ်မှာ C တွေပါတယ် ဲ့တော့ Pinstone တွေမှာစီးတွေပါတယ် Master Cylinder တွေမှာစီးတွေပါမယ်ဝေးစလင်တာတွေမှာစီးတွေပါမယ်အဲ့ဒီစီးတွေကဘာဖြစ်လဲဆိုတော့ brake ထဲမှာပါဝင်တဲ့ရင်ဝေးတွေကြောင့်တန်ကြီးတွေလိုက်ပြီးတော့အဲ့ဒီစီးတွေကပြောမဆိုရင်အထစ်ထစ်တွေဖြစ်ကုန်တယ်အဲ့ဒီစီးတွေမာကုန်တယ်အဲ့လိုမျိုးဖြစ်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ brake ကအဲ့ဒီစီးတွေပြက်စီးသွားရင် brake ပေါက်တဲ့ပြဿနာမျိုးကိုကြုံတွေ့နေနိုင်ပါတယ်เนาะဒါကြောင့်မဲ့ brake စီမလဲရင်နောက်ဆက်တွဲကဆိုးကျိုးတွေအများကြီးပဲကြုံတွေ့နေနိုင်တယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ကားမှာဘရိတ်ရှီတွေကိုပုံမှန်လဲဖို့အတွက်မိတ်ဆွေတို့ကိုအကြံပြုပါရယ်။ဒါဆိုရင်ဘရိတ်ရှီတွေကိုဘယ်ချိန်မှာလဲကြမလဲ။ဘရိတ်ရှီတွေကိုကီလိုဘယ်လောက်မှာလဲကြမလဲ။နောက်တစ်ချက်အနေနဲ့ကဘယ်နှစ်ခုနှစ်မှာလဲကြမလဲ။နှစ်ကာလဘယ်လောက်မှာလဲကြမလဲပေါ့နော်။ဘာကြောင့်နှစ်နဲ့ပြောလဲ။ဘာကြောင့်ကီလိုတွေနဲ့ပြောလဲဆိုတော့ကျွန်တော်တို့ကကားတစ်စီးကိုသုံးတဲ့အခါမှာအသုံးများတဲ့ကားပေါ့ဗျာအသုံးများတဲ့ကားဆိုရင်ကီလိုမမြန်ပြည့်မယ်တကယ်လို့အသုံးနည်းတဲ့ကားဆိုရင်နှစ်နဲ့သွားမှရမယ်ပေါ့နော်အဲ့တော့ကားတစ်စီးကသုံးတဲ့ပုံစံကမတူတဲ့အတွက် နှစ်နဲ့ပြည့်ရင်ပြည့်မပြည့်ရင်ကီလိုနဲ့ပြည့်ပေါ့အဲ့တော့ပုံမှန်သူ့ရဲ့ recommend ပေးထားတဲ့ကား model အားလုံးအတွက် recommend ပေးထားတာကတော့နှစ်နှစ်တစ်ချိန် brake ကြီးကိုပုံမှန်လဲမယ်နောက်ကီလိုနဲ့ဆိုရင်ကီလို4000မှာတစ်ချိန် brake ကြီးကိုပုံမှန်လဲဖို့အတွက်တော့ recommend ပေးထားပါတယ်တကယ်လို့ဒီကားတွေမှာ EVS စနစ်တွေပါသွားတယ်နောက် booster တွေပါသွားတယ်နောက် ESP တွေပါတယ်ပေါ့ဒီလိုစနစ်တွေဆိုလို့ရှိရင်တော့ ူကတစ်နှစ်ခွဲနဲ့နှစ်နှစ်ကြာပြောမယ်ဆိုတော့ဗျာနှစ်နှစ်မကျော်စီနဲ့ပေါ့နော်တစ်နှစ်ခွဲနဲ့နှစ်နှစ်ကြာမှာမဖြစ်မနေ bridge ကိုလဲဖို့အတွက်အကြံပြုထားတယ်ကီလိုနဲ့ပြောမယ်ဆိုတော့ကီလို3000နဲ့4000ကြာမှာလဲဖို့အတွက်အကြံပြုထားပါတယ်တကယ်လို့မိတ်ဆွေသုံးတဲ့ကားက heavy သုံးတာပေါ့ဗျာ heavy duty အတွက်သုံးတယ် heavy duty အတွက်သုံးတယ်ဆိုတာကားကတောက်လျှောက်တဲ့သုံးရတယ်ကုန်နေတင်ရတယ်နောက်တောင်ကုန်းတောင်နဲ့တွေသွားရတယ်နောက် delivery သုံးတဲ့ကားတွေ weight တွေတင်ရတယ်ဒါမျိုးဆိုရင်တော့ တစ်နှစ်တစ်ချိန်တော့လဲနိုင်တော့ပို့ပြီးတော့ကောင်းပါတယ်ကီလိုနဲ့ဆိုရင်တော့သူကပေးထားတာ2000ပေါ့နော်ကီလို2000လောက်မှာတစ်ချိန်တစ်နှစ်တစ်ချိန်လောက်လဲပေးနိုင်တော့ပို့ပြီးတော့ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးလဲပေးခြင်းအားဖြင့်ကားရဲ့ brake စနစ်ကိုလည်းထိန်းသိမ်းထိန်းသိမ်းရရောက်တယ်နောက်တစ်ချက်က ABS စနစ်တွေပျက်စီးခြင်းကလည်းကာကွယ်နိုင်တယ် ABS on ဆိုလို့ရှိရင်ကားစီးအတွက် ABS on တွေက30စက္ကန့်အထိရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဈေးတွေကများတယ်တကယ်လို့ booster သုံးထားတဲ့ကားတွေဆိုရင်တချို့ကားတွေဆိုရင်30ရာခိုင်နှုန်းအထိဖြစ်သွားတယ်အဲ့လိုမျိုးဆိုတော့ booster တစ်လုံးလဲရတယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်ကအရင်များတယ် ဘရိတ်စီဆိုလို့ရှိရင်ဗျာကားတစ်စီးမှာအဲထားပါတော့နှစ်ဘူးသုံးရတယ်ပဲဆိုကြပါစို့ဘရိတ်စီဆိုရင်တသိမ်းမကျော်ပါဘူးเนาะအဲ့လိုမျိုးဆိုတော့သူ့ရဲ့ကုန်ကြားစရိတ်ကအရန်กว่าချားတယ်ဒါကြောင့်ပဲပေါ့เนาะပုံမှန် made in နဲ့လုပ်တဲ့အထင်းမှာဘရိတ်စီကိုလည်းပုံမှန်လဲဖို့အတွက်အကြံပြုပါတယ်ဘရိတ်စီကိုတော့လဲတဲ့အခါမှာဘရိတ်လိုင်းမှာရှိတဲ့ဘရိတ်စီတွေအကုန်လုံးကိုဖောက်ချတာထက်ကျွန်တော်တို့ကတော့ဘယ်လိုမျိုးလဲစီခြင်းလဲဆိုတော့ brake ရဲ့ reservoir tank လို့ခေါ်တဲ့ brake seat ဘူးပေါ့ brake seat ကန်ပေါ့အဲ့ဒီ brake seat ကန်ထဲမှာရှိတဲ့ brake seat အဟောင်းတွေကိုအဲကျွန်တော်တို့ pipe လေးနဲ့ဆွဲပြီးတော့ထုတ်လိုက်တယ်အကုန်ကုန်ဆင်အောင်ဆွဲဆုပ်လိုက်ပြီးတော့မှ brake seat အတန်းထည့်ထည့်ပြီးသွားလို့ရှိရင် brake လေးဘင်းကနေပြီးတော့အကုန်လုံးကို brake seat ခြုံထုတ်ခြုံထုတ်ပြီးသွားရင်အပေါ်ကနေပြီး brake seat အတန်းကိုထည့်အဲ့တော့အဲ့လိုမျိုးထည့်ပြီးတော့ brake seat နှစ်ဘူးလောက်ဆိုလို့ရှိရင်ကားတစ်စီးအတွက်ကအဆင်ပြေပါတယ်เนาะအဲ့လိုပုံစံမျိုးနဲ့ brake seat ကိုလဲစီခြင်းပါတယ် hybrid ကားတွေမှာဆိုလို့ရှိရင်လည်း brake seat တွေကိုလဲစီခြင်းနဲ့ hybrid ကားတွေမှာဆိုရင်လည်းအရင်ရေးကြည့်တယ် brake စနစ်မှာသုံးထားတာကဒီ hydraulic စနစ်တခုတည်းမဟုတ်ဘူး electronic နဲ့ထိန်းထားတဲ့စနစ်တွေပါပါတဲ့အတွက် brake seal ကိုပုံမှန်မလဲရင်အဲ့ဒီစနစ်တွေပါပျက်စီးနေနိုင်တယ်ကုန်ရစိတ်ကအရင်များတယ်ဒါပြင်နီးပညာလိုအပ်ချက်အရာလည်းနီးပညာတွေမြင့်တယ်အဲ့ဒီဒီ hybrid car တွေဆိုလို့ရှိရင် brake seal ခြူတဲ့အခါမှာအထူးသဖြင့်တော့ booster တွေနဲ့လာတဲ့ car တွေဆိုရင် brake ချူတဲ့အခါမှာ manual နီးနဲ့ချူလို့အဆင်မပြေဘူး။မလုပ်ရလဲဆိုတော့အဲသူတို့ဆိုရင်ဆက်ထိုးရတယ် diagnostic scan ထိုးပြီးတော့မှ 2 scan ဒူးထဲမှာပြောထားတဲ့အတိုင်း relief ဖြုတ်ပါတို့တက်ပါတို့အဲနောက်ဘယ်ဘင်းကိုခြူပါညာဘင်းကိုခြူပါအဲရှေ့ကိုခြူပါနောက်ကိုခြူပါဒီလိုပုံစံမျိုးပြောထားတယ်အဲ့ဒီအတိုင်းလေးပဲတေချာလေးလိုက်နာရတယ်ဗောနော brake ခြူတာကလည်းတိတ်ပြီးတော့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး brake ခြူတာလွယ်မှားခဲ့ရင် နောက်ဆက်တွဲအနေနဲ့ brake booster တွေပျက်စီးတဲ့အဆင့်ဂျမ်းပစ်တဲ့အဆင့်တွေဖြစ်တတ်ပါတယ်ဒါကြောင့်ဗောနော်တေချာလေးကူဆိုင်ချင်ချင်ပါတယ်ဒါကတော့မိတ်ဆွေတို့ကိုဒီ video file မှာက brake နဲ့ပတ်သက်ပြီးတော့ဗောနော် brake မလဲတဲ့အခါမှာနောက်ဆက်တွဲအန နေနဲ့ကြုံတွေ့လာစီနိုင်တဲ့ဆိုဂျို၅မျိုးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုမူတာဖြစ်မျှဝေဆွေးနွေးကြတာဖြစ်ပါတယ်။အားပေးတဲ့တယောက်ချင်းညီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။